မနေ့ကကဆုံလာပြိဗုဒ္ဓနေမှာအမေရိကန်ပြည်တော်စုကယ်ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိတဲ့အဘယဂီရီလို့ခေါ်တဲ့ထေရဝါဒဗုဒ္ဓဘာသာကျောင်းတိုက်ထဲမှာယဟန်ခံမှုအခမ်းအနားတစ်ခုပြုလုပ်ပါတယ် ပြည်တော်သူမြန်မာနိုင်ငံမှာအပူတော့ကတွေများနေတဲ့ကာလကြီးမှာဘုရားတရားတွေနဲ့နေကြရပေမဲ့လို့အင်းငိမ်ချမ်းသာရမယ်အစားဘုရားတရားတော်တွေကိုစနစ်တကျမကျင့်သုံးတတ်တဲ့ခါကျတော့အင်းငိမ်ချမ်းသာမှုတွေမဖြစ်ဘဲနဲ့အပူတော့ကတွေဖြစ်နေကြရတယ်အပူတော့ကတွေများနေကြရတယ်ဂျာတွေကအမေရိကန်ပြည်တော်စုမှာ အဘယကီရီလို့ခေါ်တဲ့ထေရဝါဒကျောင်းတိုက်ကြီးမှာယံခံအခဏတစ်ခုကောင်းစွာ ဖြစ်ပွားခဲ့ပါတယ်။တာရုခေါ်ရမှာဖြစ်ပါတယ်။သောသောဝေဒနာစာရန်နေတိုင်းမဲ့ဒီဗုဒ္ဓတရားတော်တွေဟာကမ္ဘာမှာ the fastest growing religion လို့တုံထားကြတဲ့အတိုင်းပဲအမြန်ဆုံးနှီးနဲ့တိုးတက်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်တွေ့ဘဝထဲမှာ ြင့်တတ်ကြံတတ်ရင်ကိုယ့်ဘဝအတွက်ကောင်းကျိုးချမ်းသာဖြစ်စေတာတွေအများကြီးပါပဲစိတ်တွေကို ပြုပြင်ခိုင်းတဲ့တရားဖြစ်တယ်မကောင်းတာတွေကို မလုပ်ဖို့တားမြစ်တဲ့တရားတော်ဖြစ်တယ်ကောင်းတာတွေကို လုပ်ဖြစ်အောင် လုပ်ဖို့တိုက်တွန်းအားပေးတဲ့တရားဖြစ်တယ်နောက်စိတ်ကိုဖြူအောင်ထားဖို့တိုက်တွန်းအားပေး နီလန်းများနဲ့ညွန်ကြားပေးတဲ့တရားဖြစ်တယ်။အဲဒါကြောင့်လက်တွေ့ကောင်းကျိုးချမ်းသာတွေလည်းတကယ့်ကိုသိပ်ပံနေကြသူရေသနာစာတန်းနေနဲ့ရှာဖွေပြီးတော့တရားထိုင်ရင်5မိနစ်ထိုင်ရင်ဘလို့7မိနစ်ထိုင်ရင်ဘလို့လမ်းလျှောက်တဲ့အခါ walking meditation လုပ်တဲ့အခါမှာလည်းပဲအဲနိုင်ဝက်လုပ်ရင်ဘလို့45မိနစ်လုပ်ရင်ဘလို့တနာရီလုပ်ရင်ဘလို့ဘာအကောင်းကျိုးချမ်းသာတွေသိပ်ပံနေကြသူရေသနာတွေလုပ်ပြီးတော့ တောက်လျှောက်သိပ္ပံပညာဘက်ကလည်းအာကောင်ကောင်နဲ့တင်ပြနေတာကြောင့်ကဗ္ဗာကြီးမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဓမ္မလို့ဘုန်းကြီးပြောခြင်းပါတယ်ဗုဒ္ဓဓမ္မနဲ့ပတ်သက်ပြီးတော့အထူးဖြင့်ဖွံ့ဖြိုးပြီးနိုင်ငံများပေါ့နော်အမေရိကဥရောပနယူးဇီလန်ဩစတြေးလျစကန်ဒီနေးဗီးယားဝင်ရောက်သောနိုင်ငံတွေပေါ့ဒီလိုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာပို၍ပို၍ပညာတတ်တွေဟာ တိတ်ခိုင်ရှိရှိအဆင်ရှိရှိခင်မိမိစိတ်ဝင်တစားတိတ်ပတ်နေကြကျင့်သုံးလာတာကိုတွေ့ရတဲ့အတွက်ဘုန်းကြီးနေနေတော့အမ္တာမနှစ်ထောင်အားရဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဒါလေးကိုပြည်တော်စုမြန်မာနိုင်ငံသူနိုင်ငံသားများအပူတော့ကဘောင်းစုံကြားထဲမှာအဲ့ဒီအပူများခဏငြိမ်ပြီးတော့အမေရိကန်ပြည်တော်စုမှာအပြာကိရီထေရဝါဒကျောင်းတိုက်ကြီးထဲမှာအမေရိကန်သားတွေကိုယ်တိုင် ပါဝင်ရဟန်းခံရှင်ပြုခန္ဓာလုတ်ပြီးတော့သာသနာ့တော်ဝင်ထမ်းဆောင်နေကြတာကိုဝမ်းမြောက်ဝမ်းသာအနုမောဒနာပြုနိုင်ကြပါစေကြောင်းဓမ္မဒါနပြုလိုက်ရပါတယ်။အားလုံးပြည်တော်စုမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းပဲငြိမ်းအေးချမ်းသာမှုတွေနဲ့ထိုက်တန်ပါတယ်။အများဆုံးဘေးဒုက္ခတွေကလွတ်မြောက်ပြီးတော့ငြိမ်းအေးချမ်းသာမှုတွေကိုလည်းအများဆုံးခံစားနိုင်ကြပါစေလို့မေတ္တာပို့တာပါတယ်နော်။